္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီခေါက်သင်ခန်းစာမှာ programming language အကြောင်းလေးတွေနဲ့တွေ့ရအောင်။ဟုတ်မလား? programming foundation scope မှာနောက်ဆုံးအနေနဲ့ကျွန်တော်တို့ programming language တွေပြန်ပြီးတော့ master ပဲ။ဟုတ်မလား?အခုတခု programming language တွေကကျွန်တော်တို့ဆက်ရဆက်ရအများကြီးရှိတယ်။တရားကျော်200လောက်ရှိတယ်။ idea မကိုကဘလို့ရွေးချယ်ရမလဲ။ Bell language ကဘလို့လဲ။ရှင်းမှာတော့အနည်းငယ်လေးပြောခဲ့တယ်။ဒါပေမဲ့အခုမတူးလေ။အခု programming foundation လေးသင်လာတာ နောက်ဆုံးရောက်နေဖြစ်တဲ့အခုချိန်ပြောတာနဲ့အရင်တော့ပြောခဲ့ရတယ်နားလဲပုံကြီးနဲ့မတူတော့အရင်ကပြန်နားထောင်အဲ့လိုပြောရင်တော့ရတယ်ဒါပေမဲ့အဲ့လိုမတူသေးဘူးပြောရမယ်အရင်ကကျတော့ဗီဂန်နာကိုစပြောနေတာဘာမှမသိသေးတဲ့လူစအောင်မိတ်ဆက်တလို့ပဲဗျာအခွက်ကြံနည်းနည်းလေးအနှစ်ပါတယ်ဟာ Okay ကြည့်မယ်ကျွန်တော်ဒီစီဇန်လေးကိုကြာဒါ C C++ C ချက် Java JavaScript Python PHP ဟုတ်လားအဲ Python Objective C Ruby Visual Basic Kotlin Swift တော့လာမယ်ပေါ့ဗျာအခုနောက်ပေါ့လေဒါကျွန်တော်တို့က popularity ရစင်ထားတာလည်းမဟုတ်ဘူး အဲအသုံးများတဲ့ပုံစံဟုတ်မလားကျွန်တော်တို့ဘယ်လိုလဲနေ့စဉ်ဘဝမှာစကားမျိုးစကားထဲမှာထည့်ပြောနေကြတဲ့ language တွေဟုတ်ဒီမှာစင်တော့တော့တခုကြီးရပါခဲ့တော့ဟာ programming language အခုသုံးနေလုံးလုံးလက်သုံးနေတဲ့ဟာတွေကြောင်းဟောပြောပါပါဆိုအဲ့စင်တော့ code for တွေပါတယ်တော့ထည့်လို့ရတယ်ဟုတ်လား code for ဆိုရင်ကျွန်တော်တို့ COP1 code for ဟုတ်လား code for language ဆိုရင်ကျွန်တော်ပေါ်နေရကြာလာပြီဟုတ်လားပေါ်နေရကြာလာပြီဘလိုနေရာမှာသုံးလဲဆိုတော့ main frame လို့အခုဒီ run နေတော့ code for language ကဟုတ်ကဲ့မလား ခုဒီ run နေတော့တို့က data center တွေမှာလဲ cobol language ကမလုပ်နေတော့ဘူး run နေတော့ဟုတ်ကဲ့အဲ့ဒီလိုပုံစံနဲ့ဆိုတော့ဒီထဲမှာ cobol language ပါထင်ရပေါ့ဒါပေမဲ့ကျွန်တော်တို့ band နေသုံးတယ်နော် band transition နေတော့ငွေတွေလွှဲတယ်ဟုတ်တယ်ငွေတွေလွှဲတယ်တို့က data data center တွေ data တွေကိုဖြတ်လျှောက်ပြီး cobol system တွေကိုကျွန်တော်တို့ဖြတ်ပြီးတော့လုပ်လို့ဒါမှကျွန်တော်တို့ band နေ adn နေသုံးတယ်ဘာနေညာနေဆိုရင် server server နဲ့ပြောနေမှာလားအော်ဘယ်အဲ့ဒီ base system ကိုဖြတ်ပြီးတော့သွားနေလို့မယ်နော် cobol system ကိုဖြတ်ပြီးတော့သွားနေတော့မယ် cobol language နဲ့ရေးထားတယ် system system ဆို OS တမျိုးပဲပေါ့ဗျာဟုတ်ပြီနော်ဆက်လက်ပဲဆက်နေတယ်ဟုတ်သွားနေ Okay အဲ့ဆိုတော့ဒီမှာတော့ကတော့ cobol လေးလာမဟုတ်ဘူးအဲ့ cobol code ကကြာတော့တော်တော်လေးလေးဟောင်းသွားပြီပေါ့ဗျာနော်ဒါပေမဲ့အခုဒီ run နေအောင်ဆိုတော့ကျွန်တော်မိတ်ဆက်ပေးတာဟုတ်လားကြည့်ရတော့ဒီ run quest တွေကိုကျွန်တော်ကြည့်မယ်ဗျာအဲ့လိုထည့်လို့ရတယ်အများကြီးပဲရှိသေးတယ်ကျွန်တော်တို့မပြောတဲ့ဟာလေဟိုကအခုဆို framework တွေ rust native တွေဟိုလည်းအများကြီးရှိသေးတယ်ဗျာအများကြီး flutter တွေ node တွေ dart တွေအများကြီးလာနေတယ် ြန်ကြရကျွန်တော်တို့အားအရာတွေကိုပြန်များကြအောင်လေကြည့်မယ်ဘလိုလေးလာမလဲဘယ် language ကဘလိုသဘောတရားရှိအမှကျွန်တော်တို့ဒီ language တွေကဘယ်က combiner language လားကျွန်တော်သီးသင်သီးထိုက်တာနော် combiner language လား interpreter language လားသူ matching code ကို combine လုပ်ပြီးတော့ပြောင်းတာလား interpreter လုပ်ပြီးတော့ပြောင်းတာလားနံပါတ်1တစ်ချက်โอเคနော်နံပါတ်1တစ်ချက်ဒီကောင်းထဲက weekly တိုင်လား story တိုင်လားကျွန်တော်တို့ရေးတဲ့အချိန်မှာရှိမှကျွန်တော်တို့ JavaScript ဆိုတာ weekly တိုင်တိုက်တွေကိုကျွန်တော်တို့ဘာမှပြောရမှာမလို့ memory ဘာမှ allocation တစ်ခုတောင်းလိုက်တာနဲ့ကြိုက်တာထည့်လို့ရတယ် အဲ့ဒါကိုဘာလို့ပြောရလဲဆိုရင် variable တစ်ခုကြော်ညာပြီးတော့ကြိုက်တာထည့်လို့ရတာဘာလို့ပြောရလဲဆိုရင် weekly data data တွေကို true ကြကြသတ်မှတ်เสียမလို့တချို့ language တွေ data တွေကို true ကြကြသတ်မှတ်တာငါဒီထက်ကိုအာ number တမ်းဖို့ထည့်မယ်ဆို number ပဲထည့်ရမယ်ငါဒီထက်ကို string တမ်းဖို့ထည့်မယ်ဆို string ပဲထည့်ရမယ်ငါဒီထက်ကို object တမ်းဖို့ထည့်မယ်ဆိုရင် object ပဲထည့်ရမယ် custom object တွေသူလုပ်ပေးထားတဲ့ object တွေဘာနေနေ object data တိုင်း reference data တိုင်းဟုတ်လား parameter ထည့်မယ်ဆို parameter reference ထည့်မယ်ဆို reference အဲ့လိုရွေးပြရအောင်နော် weekly data နောက်တစ်ခုဒီကောင်းလေးက တခုခုလုပ်ဖို့လည်းရည်ရွယ်ထားရလားဥပမာကျွန်တော်တို့ MATLAB တို့အဲ့ programming language တွေရှိရလေတချို့အားတွေဆိုတော့တေချာပါဆိုင်ရာတွေတွေ့တဲ့ချက်တွေတသက်ကိုဟိုတချို့အားတွေဆိုတသက်ကိုအဲ့ဒီအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားတဲ့ language တွေတချို့ဆိုရင်တော့ business software ရေးဖို့လည်းတီးတန့်ထုတ်ထားတဲ့ language တွေဟုတ်ပြီနော်အဲ့တချို့အားတွေဆိုကျွန်တော်တို့ဗာရောတခုခုလည်းရည်ရွယ်ပြီးတော့ဗျာဟုတ်လားထုတ်ထားတဲ့ဟာကိုကျွန်တော်တို့ဗာလို့ခေါ်တယ်စေ single purpose ဆိုနော်တခုခုလည်းရည်ရွယ်ပြီးအထူးထုတ်ထားတဲ့ language တွေလားဒါမှမဟုတ်ဒီကောင်းတွေက multi purpose အကုန်လုံးကိုရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတဲ့ language တွေလား အဲ့လိုရွေးချယ်ရတယ်။ဟုတ်လား။ကော်ဒလင်ဆိုတာသူ့ရည်ရွယ်ချက်ကရှင်းနေတာပဲ။ကော်ဒလင်ဆိုအန်ရွှာရည်ကိုလောက်တာ။ကိုကြီးကထွင်တာ။နောက်မှသူ့ဟာကော်ဒလင်ထွင်ပြီးရင်ဖလက်တာရပါပေါ်တာ။ကိုကဘာလို့မလုပ်လို့လဲ။ကော်ဒလင်ကမကန်ရင်တော့ဖလက်တာပေါ်တယ်။ကိုကဖေးဆက်သွား။ဒါဒါဒီပုံစံမျိုးကကိုကကိုဆုံးဖြတ်တာ။ beginner level ကနေကျွန်တော်တို့စားလိုက်ကြပြီ။ Okay ။ကျွန်တော်ဒီ language ဒီတင်ငန်းစာမှာကျွန်တော်ဗားရဆက်ပြောမလဲဆိုရင်အဘယ် language တွေဘလိုခြေနေရှိတယ်ဘယ် language ကိုလေ့လာရင်ဘလိုဟာတွေလေ့လာရမလဲဆိုတော့ကျွန်တော်တို့လမ်းညွန်လေးတွားမယ် this is a programming foundations course okay thank you ဗျာ